ားလုံးဝင်းမင်္ဂလာပါခင်ဗျာမကြခင်ကမေဂန်သမရဒေါ်နယ်ထရန့်ကအိန္ဒိယအစိုးရစီကို F35 တိုက်လေယာဉ်များရောင်းချဖို့အတွက်အဆိုပြုခဲ့ပါတယ်ဒါပေမဲ့ဒီအဆိုပြုချက်ကသူ့ဘက်ကနေအိန္ဒိယအစိုးရစီပေးပို့ထားတဲ့အဆိုပြုချက်သာဖြစ်ပြီးလက်ရှိအချိန်မှာဘာသဘောတူညီချက်များမရှိသေးပါဘူးဒါကအမေဂန်ဘက်ကဆွေးနွေးချက်တစ်ခုပါပဲဒီဗီဒီယိုမှာတော့အမေဂန်ကအိန္ဒိယကို F35 တွေရောင်းချဖို့ကိုဘာကြောင့်အသေးအံဖြစ်နေရလဲဆိုတာလေ့လာသွားမှာဖြစ်ပြီးတော့အိန္ဒိယအနေနဲ့ F35 တွေကို လိုအပ်လားမလိုအပ်ဘူးလားဆိုတာဆွေးနွေးသွားမှာဖြစ်ပါတယ် F35 ဟာ5 generation တိုက်လေယာဉ်ဖြစ်ပြီးလက်ရှိအချိန်မှာအဆင့်မြင့်ဆုံးကိုဖြောင်းနိုင်တဲ့တိုက်လေယာဉ်တွေကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ် F35 ကိုနိုင်ငံအများပြားမှအသုံးပြုနေပြီးဖြစ်ပြီးတော့အဲ့နိုင်ငံတွေထဲမှာအမေရိကန်ရဲ့နေတိုးမာမိတ်နိုင်ငံတွေအမေရိကန်နဲ့စီးရီးပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့နိုင်ငံတွေပါဝင်ပါတယ်ဒါကြောင့်အဲ့နိုင်ငံတွေအတွက်တော့ F35 လေယာဉ်တွေပိုင်ဆိုင်ထားတာကတာမန်ကိစ္စတစ်ခုပါပဲဒါပေမဲ့အမေရိကန်ကအိန္ဒိယကို အပ်တာဒီပိုက်တွေရောင်းချဖို့ဘာလို့ဒီလောက်ဆရာထက်တန်နေရတာလဲဒီလိုဖြစ်နေရတဲ့အကြောင်းရင်းတွေကတော့အများကြီးပါပဲဘာကြောင့်လဲဆိုတော့မေကန်ကြီးအိန္ဒိယနဲ့ကုန်သွယ်ရေးလုံငွေပြမှုမြင့်မားနေတာကြောင့်ပါကုန်သွယ်ရေးလုံငွေပြမှုဆိုတာကနိုင်ငံတကာငယ်တင်သွင်းကုန်နဲ့တင်ပို့ကုန်ကြားကကွာခြားချက်ဖြစ်ပါတယ်တင်သွင်းကုန်များလာရင်ကုန်သွယ်ရေးလုံငွေပြမှုဖြစ်တတ်ပြီးတင်ပို့ကုန်များရင်တော့ကုန်သွယ်ရေးပိုရှံမှုဖြစ်ပေါ်တတ်ပါတယ်လက်ရှိချိန်မှာအမေရိကန်ကအိန္ဒိယနဲ့ကုန်သွယ်ရေးလုံငွေပြမှုရှိနေပြီးအိန္ဒိယကနေတင်သွင်းကုန်တွေပိုများနေတာပါ 2024ခုနှစ်ကဒေတာတွေအရအမေရိကန်ရဲ့အိန္ဒိယသို့တင်ပို့မှုက441.8ဘီလီယံဖြစ်ပြီးအိန္ဒိယကနေတင်သွင်းမှုမှာ89.4ဘီလီယံဖြစ်နေပါတယ်။ဒါကြောင့်ဒီလုံငွေပြမှုကိုရှော့ချဖို့အတွက်ဒေါ်နယ်ထရန့်ကအိန္ဒိယကိုအမေရိကန်ထုတ်ကုန်တွေပို့ပြီးဝယ်ယူဖို့တွန်းအားပေးနေတာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်က America First ဆိုတဲ့မူဝါဒကြောင့်ရွေးကောက်ပွဲအနိုင်ရခဲ့တာပါ။ဒီမူဝါဒမှာအမေရိကန်ပြည်သူတွေလောက်ကင်တွေစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အမေရိကန်လက်နက်လုပ်ငန်းတွေအတွက်အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါကြောင့်အမေရိကန်လီကျောင်းတဲ့လက်နက်လုပ်ငန်းတွေကအိန္ဒိယကို F35 များရောင်းချဖို့ကြိုးစားအားထုတ်နေတာဖြစ်နိုင်ပါတယ်။ Lockheed Martin, Northrop Grumman, BAE Systems, Pratt & Whitney, Rolls-Royce လိုကုမ္ပဏီတွေကဒီသဘောတူညီချက်အတွက်ဖိအားပေးနေတာဖြစ်နိုင်ပြီးသမရထရန့်ကလည်းသူတို့ရဲ့အကျိုးစီးပွားကိုထည့်သွင်းစဉ်းစားပေးခဲ့တာဖြစ်နိုင်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။ အစပိုင်းမှာတော့မေကန်ကအိန္ဒိယကိုအက်35တွေရောင်းချဖို့လုံးဝမရည်ရွယ်ခဲ့ပါဘူးအိန္ဒိယကရုရှားနဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းလာပြီးအိန္ဒိယကရုရှားရဲ့ S400 ကာကွယ်စနစ်ကိုဝယ်ယူထားပြီးပါပြီမေကန်ကရုရှားရဲ့ S400 ရေဒါတွေကအက်35ရဲ့ခြေရာဖြောက်နည်းပညာတွေကိုရာသွားမှာမလိုလားပါဘူး S400 စနစ်မှာရေဒါစကန်အများကြီးပါဝင်ပြီးတိုက်လေရင်ရဲ့ခြေရာဖြောက်စနစ်ကရေဒါတစ်ခုကိုရှောင်နိုင်ပေမဲ့တခြားရေဒါတွေကထောက်လန်းနိုင်တာမျိုးဖြစ်နိုင်ပါတယ် ဒါပေမဲ့အိန္ဒိယမှာ S400 စနစ်ရှိပြီးသားကို Megan F35 တွေရောင်းချဖို့ဘာလို့သဘောတူနေရလဲဒီအခြေအနေတွေဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်နံပါတ်1 Megan အိန္ဒိယကိုယုံကြည်မှုအပြည့်ရှိပြီးအိန္ဒိယက S400 စနစ်ကနေရရှိတဲ့ data တွေကိုရုရှားစီတရာဂိုင်နှုန်းတောင်မျှဝေမှာမဟုတ်ဘူးလို့ယုံကြည်ထားလို့ဖြစ်နိုင်ပါတယ်နံပါတ်2 Megan ကအိန္ဒိယကို F35 ရဲ့အားနည်းတဲ့ version ကိုရောင်းချမှာဖြစ်ပါတယ်ဆိုလိုတာကတချို့သော NRC ရဲ့စနစ်တွေကိုဖယ်ရှားတဲ့ version ကိုပြောတာပါ မိကန်မတမာတဲ့ data ရယူတာတွေကိုခြေရာခံမိတာနဲ့ app 35ရဲ့ future တွေကိုသုံးမရအောင်လုံးနိုင်ပါတယ်စဉ်းစားကြည့်လိုက်ရင်ဒီလောက်ငွေကြေးအများကြီးအကုန်ကျခံပြီးရင်တော့အိန္ဒိယအနေနဲ့ကန့်သတ်ချက်တွေအများကြီးပါဝင်တဲ့ end user agreement အသုံးပြုသူသဘောတူညီချက်ကိုလက်မှတ်ရေးထိုးရအောင်မှာ ဖြစ်ပါတယ်ဘယ်ဘက်ကပဲကြည်ကြည်အပေးယူကောင်းတစ်ခုလို့ထင်စရာမရှိပါဘူးအဲ့ဒါအိန္ဒိယက app 35တွေကိုဝယ်မယ်ဆိုရင်ဘာအကျိုးကျေးဇူးတွေရနိုင်ပါလဲအိန္ဒိယအနေနဲ့ရနိုင်တဲ့ကောင်းကျိုးတွေကတော့ တစ်ခုပဲရမှာဖြစ်ပြီးအဲ့ထက်ပိုမရနိုင်ပါဘူးဒါကတကယ်ရရှိမဲ့ကောင်းကျိုးမဟုတ်ပါဘူးဖြစ်လာနိုင်ခြေရှိတဲ့အကျိုးကျေးဇူးတစ်ခုပါဆိုလိုတာကအကြောင်းအရာများစွာကိုတင့်တော်ပြီးမှန်ကန်အောင်စီစဉ်နိုင်မှပဲဒါကတကယ်အကျိုးကျေးဇူးဖြစ်လာနိုင်မှာပါအိန္ဒိယဟာ F35 တိုက်လေယာဉ်စေစည်းကိုဝယ်ယူတယ်လို့ယူဆကြည့်မယ်ဆိုရင်အိန္ဒိယက F35 တွေရဲ့နှစ်စဉ်ထိန်းသိမ်းမှုနဲ့ပြုပြင်မှုတွေကိုပြည်တွင်းမှာလှုပ်ဆောင်မှာဖြစ်ပါတယ်ဒါမှလည်းအမေရိကန်ခြေစိုက်ကန်ထရိုက်တာတွေကလင်းရဲ့လုံခြုံရေးအခြေအနေကိုစောင့်ကြည့်နိုင်မှာဖြစ်ပါတယ် အိန္ဒိယဝန်ထမ်းတချို့ကလည်းလေ့ကျင့်မှုကူညီမှုနဲ့လုပ်ငန်းတွေကိုကြီးကြပ်မှုတွေမှာပါဝင်လာပြီးတော့အချိန်ကြာလာနဲ့မြအိန္ဒိယကုမ္ပဏီတွေအတွက်အခွင့်အလမ်းတွေရရှိလာမှာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယအစိုးရကအမေရိကန်အစိုးရကိုသူတို့အနေနဲ့ supply chain ရဲ့အစိတ်ပိုင်းတစ်ခုမဟုတ်ဘဲပူးပေါင်းဖွံ့ဖြိုးရေးနဲ့မူပိုင်ခွင့်တွေကိုလိုချင်တယ်လို့ပြောမှသာဖြစ်လာမှာပါ။ဒီလိုဖြစ်လာပြီးအမေရိကန်အစိုးရကသဘောတူညီမဲ့ဆိုရင်အိန္ဒိယကဒီဇိုင်းဖွံ့ဖြိုးရေးနဲ့မူပိုင်ခွင့်တွေမှာပူးပေါင်းပါဝင်နိုင်မှာဖြစ်ပြီးအမေရိကန်ကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိလာနိုင်ပါတယ်။ ပြီးတော့တည်တဲ့အတိုင်းအမေရိကန်ဟာဥရောပနိုင်ငံတွေကိုကာကွယ်ရေးအသုံးစိတ်တိုးမြှင့်ဖို့တွန်းအားပေးနေပြီးတော့ဒီလှုပ်ရှားမှုဟာကမ္ဘာကာကွယ်ရေးဈေးကွက်ကိုလွှမ်းမိုးလာနိုင်ပါတယ်။ဥရောပအစိုးရတွေဟာဈေးနှုန်းတက်တာတဲ့ရွေးချယ်စရာတွေကိုရှာဖွေနေတာကြောင့်ပူးပေါင်းဖွံ့ဖြိုးရေးမိဖက်တွေကိုရှာဖွေလာနိုင်ပါတယ်။ဒီအတွက်အိန္ဒိယကဥရောပအစိုးရတွေအတွက်ဈေးနှုန်းတက်တာတဲ့အခြားရွေးချယ်စရာဈေးကွက်တစ်ခုဖြစ်သူ့ကိုယ်သူပြသဖို့ကြိုးစားရမှာပါ။တင်မြင်တဲ့အတိုင်းဒါဟာအတော်လေးရှုပ်ထွေးပြီးအနာဂတ်မှာပဲဖြစ်လာနိုင်တာပါ။ဒါကြောင့်ကျွန်တော်ကဒါကိုဖြစ်နိုင်ခြေရှိတဲ့အကျိုးကျေးဇူးလို့ခေါ်တာပါ။ ဆာရွက်ပေါ်မှာကောင်းနေပေမဲ့ဒါကလက်တွေဖြစ်လာဖို့အချိန်ယူရမှာဖြစ်ပြီးအကြောင်းအရာများစွာကလည်းကိုက်ညီဖို့လိုအပ်ပါတယ်။နောက်ပြီးအခုချိန်မှာပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးခြေနေရအိန္ဒိယဟာဒီလိုအစီအစဉ်ကိုလှုပ်ဆောင်မယ်ဆိုရင်နိုင်ငံများပြားကအိန္ဒိယရဲ့လှုပ်ရှားမှုတိုင်းကိုနီးကပ်စွာစောင့်ကြည့်ပြီးသုံးသပ်ကြမှာဖြစ်ပြီးတော့ဘယ်နိုင်ငံမှဆိုဒီအစီအစဉ်တစ်ခုလုံးကိုဝင်ရောက်နှောက်ယှက်လိုက်မယ်ဆိုရင်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒီခြေနေရအိန္ဒိယအတွက်စိန်ခေါ်မှုတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေနိုင်ငံရေးမှာမိတ်တွေနဲ့စီးပွားရေးရစိတ်ဝင်စားသူတွေက တုတ်ရှားမှုတိုင်းကိုလွှမ်းမိုးလာနိုင်လို့ပါအိန္ဒိယကသူ့ရဲ့ခြေလှမ်းတွေကိုတေချာစွာစီစဉ်ရမှာဖြစ်ပြီးပြင်ပအင်အားစုတွေကသူ့အစီအစဉ်တွေကိုနှောက်ယှက်မှုမဖြစ်စေဖို့အတွက်ဟန်ချက်ညီနေဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီဖြစ်နိုင်ခြေရှိတဲ့အကျိုးကျေးဇူးကလွဲရင်အိန္ဒိယကအမေရိကန်စီကနေ F35 ကိုဝယ်လိုက်တာကတခြားဘာအကျိုးကျေးဇူးမှမရနိုင်ပါဘူးကျွန်တော်က F35 လေယာဉ်ကမကောင်းဘူးလို့ပြောနေတာမဟုတ်ပါဘူးတကယ်တော့ဒီလေယာဉ်ကစွမ်းအားကြီးပြီးအထင်ကြီးစရာကောင်းတဲ့လေယာဉ်တစ်စီးပါဒါပေမဲ့တခြားပစ္စည်းတွေဝယ်လို့ပဲဒါရဲ့အသုံးဝင်မှု ဈေးနှုန်းနဲ့ကျွန်တော်တို့အတွက်တင့်တော်မှုရှိမရှိစဉ်းစားဖို့လိုပါတယ်။အကြောင်းကတော့ဒီလိုဈေးကြီးတဲ့ပစ္စည်းကိုစိတ်ကွင်းရင်ပြန်တန်းဖို့အတွက်ပဲဝယ်လို့မရပါဘူး။ပြီးတော့တင်းကျပ်တဲ့အသုံးပြုသူစာချုပ်ကိုလက်မှတ်ထိုးဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်ဒီချက်တွေအားလုံးကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် App Store Device ကအိန္ဒိယအတွက်အကျိုးကျေးဇူးများများမဖြစ်နိုင်ပါဘူး။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမှာခင်ဗျာ။